Open lips I get yawns on whip that bump we can be Sutta Vertinee 10 Yashini buti chara. Thanbe did me ha chenom kolar kodol re. Tathana tu kulang k 사grami si de. Tathana tu kulang j sult разделine fellow. Thanagwa diken sorosh anough Tir coughing <laughs> <laughs> ဂျူဘလီဆိုတာတဲ့ဒီဒီကနေ့ကျွန်တော်တွေ့ရတဲ့နော်ကျွန်တော်ကြားနာခဲ့ရတဲ့အရာတွေပြန်ဆန်းစစ်မယ်ဆိုရင်ဒီလစ်တဝေးအသိန်းကိုင်းကိုဥဆောင်ဥရဲ့ပြုတ်သွားတဲ့နော်ဖောင်ဒါလို့ကျွန်တော်ခေါ်တဲ့နော်အသိန်းကိုင်းတည်ထောင်တဲ့ပုဂ္ဂိုလ်နော်နော်ဦးမယ်ရီဒိုရမ်ပြီးတော့မှကျွန်တော်ရဲ့လက်ရှိကျွန်တော်ရှင်းမှရှိတဲ့ ဆရာတော်နီကလစ်မန်တန်ပြီးတော့မှသူတို့ရဲ့ကိုအော်ဒီနေတာကျွန်တော်တို့ရဲ့ဆရာတော်ကြီးမသားရစုရွှေဒီပုဂ္ဂိုလ်ရဲ့အဖြစ်တကယ်မေတ္တာနောက်ကိုလိုက်တဲ့မေတ္တာသမားတွေဖြစ်တယ်တို့ရင်တန်ရုံနဲ့သူတို့ကိုကျွန်တော်တို့လိုက်လို့မမိပါဘူး founder ဖြစ်တဲ့ bishop nicholas ခဏမကြာခဏပြောပြဘူးတယ် သူရဲ့အသင်ကိုင်းနဲ့ပတ်သက်တဲ့နော်သူလှုပ်ဆောင်ခဲ့တဲ့အရာ သူအနစ်နာခံခဲ့တဲ့အရာတွေဟာလူတွေမသိလိုက်တဲ့ပုံပြင်တွေဖြစ်ခဲ့မယ်အသင်ကိုင်းကိုတော့မှနော်လူတွေသိမသိလူလို့ဆိုနိုင်တဲ့အခြေအနေကနေပြီးတော့အခုဆိုရင်25နှစ်တိုင် ပြည့်ခဲ့ပြီခုနေကစံစာမှာပြောတယ်လို့ကမြေတာဆိုတာသေးတာကြီးတာနဲ့မဆိုင်ဘူး ကောင်းကင်နိုင်ငံမှာဘယ်သူအကြီးဆုံးလဲလို့မေးတယ်ဆိုရင်အငယ်ဆုံးကအကြီးဆုံးဖြစ်သွားတယ်အကြီးဆုံးကဘာဖြစ်သွားလဲအငယ်ဆုံးဖြစ်သွားတယ်ဒီချမ်းပိုက်ကိုနားထောင်တဲ့အခါမှာနော်ဒီမစ္ဆာရဲ့အစမှာနော်ဥဆောင်သွားတဲ့အသင်္ကန်ရဆွေင်ကိုဖတ်သွားတဲ့တာဝန်ရှိပုဂ္ဂိုလ် Father Anthony ဘသူကကောင်းကင်ရောက်မလဲနော်ဘလို့ပဲဖြစ်ဖြစ်နော်မေတ္တာသမားတွေဂိုင်းဝင်ဖြစ်တာကြောင့်မလို့သူတို့ကိုနော်အထင်သေးလို့မရဘူးနော်ဒီကနေ့မေတ္တာရဲ့ပွဲမှာမေတ္တာဂိုင်းဝင်တွေနဲ့ရှင်ပြီးတော့မှကျွန်တော်တို့မပြန်ရဲပါဘူးနော်ဘောလုံးတို့ပိုက်ကြောချင်းတို့တော့ကြားတယ်ဒါပေမဲ့ ပါရမီနဲ့ပတ်သက်လာရင်တော့မဝတ်မကျဲနဲ့ပဲပြန်ရမယ်တဘောရှိနော်ဆိုတော့ဂျူဘလီပွဲဆိုတာကတော့အမတ်တရပွဲပါပဲအခမ်းအနားပွဲပါပဲဒါပေမဲ့အဲ့ဒီဂျူဘလီရဲ့အနှစ်သာရကို ကြည့်မယ်ဆိုရင်အချိန်ကာလနဲ့နွယ်တဲ့ပွဲလည်းဖြစ်ပါတယ်နော်25နှစ်အရွယ်ဆိုတာဗမာပြည်မှာပထမအရွယ်လားဒုတိယအရွယ်လား အဲတချို့ဆိုရင်ကျွန်တော်တို့တိုင်းရင်းသားတွေဆိုရင်နော်ဆော့ဆော့အိမ်ထောင်ပြုတဲ့ပုံကိုယ်တွေဆိုရင်25နှစ်ဆိုရင်မြေးတော်ရတဲ့လူတွေရှိတယ်။ဒါတော့နော်ဆိုတော့အယွင်းနဲ့ကြည့်မယ်ဆိုရင်လစ်တဝေးတွေကတော့တကယ်ကိုရင့်ကျက်လာပြီဆိုတာသိလာတယ် တကယ်လဲဒါသူတို့တွေအဖိုးအဆင်မဟုတ်တာတောင်မှပေါ့နော်ဥလေးအတော်အဆင်လောက်တော့ရောက်လာပြီပေါ့အရေးကြီးတာကနော်ကျွန်တော်ရဲ့စိတ်တလုံးပေါ့အခုတင်ကသံတာတရေစာတို့နော်ဖောင်ဒါတွေချမှတ်ခဲ့တဲ့အရာတွေသိတံပိုးကြီးတဲ့အရာတွေဖြစ်သစ္စာပြုခဲ့တဲ့ပုံကိုယ်တွေအားလုံး တကယ်ကိုမြတ်တာတရားလုပ်ငန်းမှာဆက်လက်ပေးဝေရမှာဖြစ်ပါတယ်အသိပညာပိုင်းကြည့်မယ်ဆိုရင်လည်းသူတို့တွေအတွေ့အကြုံအများကြီးရှိခဲ့ပြီလို့ဆိုနိုင်တယ်သူရဲ့ founder ဆမာချက်တဲ့အတိုင်းသူတို့လှုပ်ဆောင်တယ်ဖိယသခင်ပြည့်တဲ့ဂျေဇူးအမှန်ဝင်ခံရရင်တော့သိမ်းနာမလို့ဇေယလည်းလို့ဖြစ်နော် ဒါပေမဲ့သူတို့ခနေကျင်တဲ့သူတို့နဲ့တူထတူထမြဝန်သားတယ်သူတို့ကို အတူယူရတယ်နော်25နှစ်ကာလကျော်ပြီနောက်နေ့90ဆိုရင်ဘာဂျူဘလီဖြစ်လိုက်မှလဲနော်ကျွန်တော်တို့ပမာခေါ်ရွှေစင်ဂျူဘလီဖြစ်လိုက်မယ်ပေါ့နော်အကူငွေစင်ဂျူဘလီပဲရှိတယ်ဆိုတော့အဲ့ဒီနော်နေ့တွေတစ်ပါးကြာလာတဲ့အခါမှာကျွန်တော်တို့တူတူ ယူစရာရှိတဲ့လူကယူတတ်ဖို့လိုတယ်လို့ပေးစရာရှိတဲ့လူကလည်းဘာဖြစ်လဲဆက်လက်ပေးနိုင်ဖို့လိုတယ်နော်မေတ္တာဆိုတာပေးလို့မကုန်ဘူးယူလို့လည်းမခံပါဘူးနော်ဆိုတော့ကျွန်တော်တို့ဒီသင်္ကန်းကိုကြည့်ပြီးတော့မှနော်ကျွန်တော်တို့ယူစရာကျွန်တော်တို့အားကျစရာတွေအများကြီးရှိတယ်ပြန်ပြီးတော့လဲနော် သူတို့ကိုကျေးဇူးတင်စရာတွေအများကြီးရှိတယ်။သူတို့ကတဆိတ်ကျွန်တို့ရရှိတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်အများကြီးရှိလက်အောင်မယ်။ဆိုတော့ဒီကနေ့ကျွန်တော်တို့တွေ့တုံဆောင်ခိုင်းလို့ပြောလို့ရတဲ့တပည့်မြဒီကဂျူဘလီယန်မြကြီးမှာနော်ကျွန်တော်တို့သူတို့တွေလည်းသူတို့တန်တိတ်ထန်နဲ့သူတို့ဆဲလောက်တလို့ကျွန်တော်တို့လည်းနော်ကျွန်တော်တို့တန်တိတ်ထန်နဲ့အတူ နော်သူတို့ရဲ့အသိဉာဏ်အတွက်ဆက်လက်ပြီးတော့စွတ်တောင်းပေးကြပါစို့နော်မေဆာရောမြတ်မှာပါဝင်ခြင်းအားဖြင့်လစ်တဝေးအသိဉာဏ်နော်ဒီအခုဆိုရင်ဗမာပြည်တော်မဟုတ်တော့ဘူးပေါ့နော်ကဘာကိုတော့မှနော်ဖြန့်မနိုင်မဲ့တပေါ် sheet နော်ဆိုတော့အဒီသင်္ကန်းတွေလဲဆက်လက်ပြီးတော့အဲဆွတ်တောင်းရင်းနဲ့မေဆာရောမြတ်ကိုအတူတူကပူဇော်ကြပါစို့